မန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းပြည်နယ်မိုးမိတ်မြို့တို့ကို PDF တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမိုးကုံရဲ့အစီအရေးအရာအရေးပါတဲ့စခန်းကုန်းတစ်ခုကိုတိမ့်ပိုက်ထားပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီဇင်ဘာ6ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်စစ်ရုံးချုပ်အနေနဲ့မိုးကုံမိုးမိတ်ဒေသရဲ့စစ်စင်ရေးဦးစီးအဖွဲ့ကိုနိုဝင်ဘာ9ရက်နေ့ကတည်းကစတင်ဖွဲ့စည်းခဲ့ပြီး တက်ဆိုင်ရာဒေတာအတွင်းမှာရှိတဲ့ PDF များပကဖာများကိုစူးစီးစေပြီးတက်သမှတ်ထဲသောအမိတ်ပေကုတ်ကဲမှုစနစ်အောက်ကတဆင့်စစ်စင်ရေးကိစ္စများကိုအနိကအကြီးကျယ်ကုကက်လျက်ရှိကြောင်းသိရပါတယ်။ဒါအပြင်တိုက်ပွဲတွေမဖြစ်ပွားမိကြတဲ့ကအပြစ်မဲ့အယက်သားပြည်သူတွေကို ထိခိုက်မှုမရှိစေရေးအတွက်ဘေးလွရနေမြေတွေကိုကြိုတင်ရွှေ့ပြောင်းပေးခြင်းနေရာချထားပေးခြင်းနဲ့လိုအပ်တဲ့အထောက်အပံ့တွေကိုအချိန်နဲ့တပြေးညီပေးအပ်နိုင်ရေးကို အရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအလှည့်အမြန်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ30ရက်နေ့ညနေ6နာရီခန့်ကစပြီးမိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ခြေကုပ်ယူထားတဲ့နယ်မြေတွေကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကအပြင်းထန်ထိုးစစ်ဆင်ခဲ့ကြောင်းအဲဒီလို တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစပြီးဒီဇင်ဘာ6ရက်နေ့အထိတပတ်တာအတွင်းတိုက်ပွဲကြီးငယ်ပေါင်း6ချိန်တပ်မင်းဖြစ်ပွားခဲ့ပြီးအရေးပါတဲ့ကျမ်းဖက်စစ်တပ်ရဲ့စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေကလက်ရသိမ်းပိုက်ထားနိုင်ခဲ့ပြီလို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့မိုးကုတ်မိုးမိတ်ဒေသကိုကျူးကျော်ဝင်ရောက်လာတဲ့အကြမ်းဖက်ဆက်အုပ်စုရဲ့တပ်တွေကိုပြည်သူလူထုနဲ့လက်တွဲပြီးရွရွချွညွဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG အစိုးရကပြောဆိုထားပါတယ်ရှင်။